်မင်္ဂလာပါရှင် listener heaven channel မှာပြန်လည်ကြိုဆိုလိုက်ပါတယ်မင်္ဂလာရှိသောနေ့လေးတစ်နေ့ဖြစ်ပါစေเนาะမိတ်ဆွေတို့ရေဒီကနေ့မှာတော့စာရေးဆရာသိပ်ပံမောင်းဝရေးသားထားတဲ့ဝိတုဆောင်းမဘောင်းကျုံတစ်ထဲကဘန်ဒူလာဆိုတဲ့အပိုင်လေးကိုဖတ်ပြပေးသွားမှာဖြစ်ပါရဲ့ရှင်ဟုတ်ကဲ့ကျမကတော့နန်းတိမ်ကြီးဖြစ်ပါတယ်ဘန်ဒူလာသည်စစ်သူကြီးအမည်မဟုတ်ပျက်စီးသွားပြီဖြစ်သော ဂျာနယ်ဆောင်ဤအမည်လဲမဟုတ်။ဦးလုံးမောင်ဤပင်မင်းဆိုင် အမည်လဲမဟုတ်။မောင်ဟာမတ်ထမင်းဆိုင်ဤအမည်လဲမဟုတ်။ဦးတိုးစေးဆိုင်ဤအမည်လဲမဟုတ်။မောင်ချင်းစပင်ညက်ဆိုင်ဤအမည်လဲမဟုတ်။မောင်သူတော်အစရှိသော တက်လူကလေးများဖွင့်ထားသော စာဖတ်အသင်းဤအမည်လဲမဟုတ်။မောင်လူအေးမော်တော်ကားဤအမည်ဖြစ်လေသည်။မောင်လူအေးတို့ မိတ်ဆွေတစုမှမိမိတို့၏မော်တော်ကားများကို အမည်အမျိုးမျိုးပေးထားကြလေသည်။ကွန်စု၏မော်တော်ကားအမည်မှာရဲဘော်ဖြစ်၏။ရဲဘော်ဆိုသည့်အတိုင်းနီနီရဲရဲကလေးဖြစ်လေသည်။လှကလှပါပြီးသည်နှင့်ရဲဘော်ကိုကွန်စုတို့မောင်းနှံဝယ်သည်မှမကြသည်။မီးရထားခေါင်းတွဲဝင် ကိုရွှေယုံဤကာမီမှာစတံဖြစ်လေသည်အယောင်မှာအဝါ ဝယ်ဒီမှာမကြသေးသုံးလေးလမျှတာရှိသေး၏စီး၍ကောင်းတော့ကြည့်၍ကောင်းတော့စတန်ကလေးလှပါပေသည်လမ်းဝင်တော့ကိုတာအုပ်ဤမော်တော်ကားအမိကဂလုံးပြန်တီဂလုံးပြန်ဆိုသည့်အတိုင်အားအလွန်ကောင်း၏သူလဲအစ်စ်ကလေးပင်ဂလုံးပြန်ကို ကိုတာအုပ်ဝယ်ဒီမှာမကြသေးမရရသည်မှာလဲသုံးလေးလရှိသေး၏ကားကလည်းအစ်စ်မရကလည်းအစ်စ် ပူးတွဲပူးတွဲနှင့်ပြောကြတကူကွန်စုဤညီကွန်ပုဤကာမီမှာရွှေတောင်းညူဖြစ်၏ရွှေတောင်းညူမှာအစ်စ်ကြက်ချွတ်သည်ကွန်ပုရွှေတောင်းညူကိုဝယ်သည်မှာမနစ်တနည်းကဖြစ်လေသည်မိုင်900ပင်မမောင်းရသည်ဤမော်တော်ကား90တို့ဤအယောင်တွေမှာတစည်းနှင့်တစည်းအနှဲငယ်မြမတူကြကြရဲဘော်မှာအနီစတန်ကအဝါ ဂလုံးပြန်ကအစိမ်ရွှေတောင်းညူမှာအညူဗန်နူးလာက အနက်တီဗန်နူးလာမှတပါကြံလေးစီသောကားတို့မှာအတင်များဖြစ်ကြကုန်၏ဗန်နူးလာတစည်းသားလဲအဟောင်းကြီးဖြစ်ပေသည်မောင်လူအေးမှာဗန်နူးလာ၏တတရသခင်ဖြစ်လေသည်ဗန်နူးလာ၏ပထမသခင်မှာမစ္စတာဒူဘန်ဖြစ်၏မစ္စတာဒူဘန်၏လက်မှ အတွင်းဝင် မစ္စတာဆေမို မစ္စတာဆေးမိုလက်မှစူလီဖျားလန်းမော်တော်ကုမ္ပဏီထိုကုမ္ပဏီမှမောင်လူအေးလက်သို့ရောက်လာလေသည်မောင်လူအေးလက်သို့ရောက်သောအခါဘန်နူလာကြီးမှတော်တော်ဟောင်းနေပြီဘန်နူလာသည်အမေရိကန်သားဖြစ်၏1930ခုနှစ်တွင်အမေရိကန်ပြည်မစ္စတာဖိုး၏စက်ယုံကြီးအတွင်း၌မီးရှူးတန့်စဉ်ဖွားမြင်ခဲ့လေသည် ဖွားမြင်ပြီး၍မကြာမီအတွင်းမှာပင်မိမိ၏ ညီကိုမောင်နှမတို့နှင့်တင်မောစီကမြန်မာပြည်သို့ရောက်လာ၏မြန်မာပြည်သို့ရောက်၍များမကြာမီမှာပင်မစ္စတာဒူဘန်၏အမှုတော်ကိုတနှစ်မြထမ်းပြီးနောက်မပျော်ပိုက်သည်နှင့် မစ္စတာဆေးမို၏အမှုတော်ကိုဝင်ရောက်ကာထမ်းပြန်၏နှစ်နှစ်မြကြာသောအခါမစ္စတာဆေးမိုဘီလက်တို့ပြန်ပြီးဖြစ်သောကြောင့်စူလီဖျားလန်မော်တော်ကုမ္ပဏီတွင်အပ်ထားခဲ့၏ ထိုကုမ္ပဏီမှတဖန်မောင်လူအေးဤထန်းတွင်ဝင်ရောက်၍အမှုတော်ကိုထမ်းရှာပေသည်ဘန်နူးလာမောင်လူအေးဤလက်သို့ရောက်သည်မှာနှစ်နှစ်ကျော်ကျော်သုံးနှစ်နီးလာလေပြီသို့သောယနေ့တိုင်မောင်လူအေးအားဒုက္ခမပေးမိမိသခင်ဤအမှုတော်ကိုမငြီးမညူတက်ဆွန်ကြိုးပမ်းထမ်းရှာပေသည် မောင်လူအေးတသက်ငါတသက်ဖြင့်ဘယ်တော့မှမခွဲတော်ဘူးဟူသော အနေနှင့် မောင်လူအေးထံတွင်ဆွဲဆွဲမြဲမြဲနေလေတော့တည်းဘန်နူးလာကိုမောင်းသော မော်တော်ကားမောင်းသမားရှေ့ရောက်မြပြောင်းခဲ့လေပြီဘန်နူးလာက မောင်လူအေးနှင့် အတူပင်ရှိနေသေး၏မောင်လူအေးသွားလျာကောက်ကောက်ပါနေလေသည် မောင်လူအေးနှင့်အတူမြို့ပေါင်းအတော်နှံ့နေလေပြီလမ်းဆိုသောလမ်းကောင်းသောဂျိုင်ထူသောငုတ်ပေါ်သောဂယုမဆိုင်တဲထူသော ရှင်ပေါ်သော အမှုမတား နေပူမိုးရွာမရှောင်းလဲလန်းတဲလန်းမရွေ မောင်လူအေးကသွားလို့လဲအတင်းယုံကလိုက်ပို့ရှာပေးသည် ရန်ကုန်မြို့မကိုလန်းတောင်စမူစာဆိုင်များတို့၎င်းလက်တာလန်းတောင်ခောက်ဆွဲဆိုင်များတို့၎င်းရုပ်ရှင်ယုံများတို့၎င်းမောင်လူအေးနှင့်ခင်တန်းမြင့်တို့ကိုအကျဉ်းကျဉ်းပို့ခဲ့လီပြီအင်းစိန်နှင့် ရန်ကုန်တို့ပို့ခဲ့ဒီမှာလဲအခေါက်ပေါင်းမရေတွက်နိုင်ပြီဆလင်းနဲ့တဝိုက်မြောင်းပေါင်အမျိုးမျိုးတို့အပေါ်လဲရောက်ခဲ့လီပြီ တဲထူထက်သောလမ်းများအပေါ်တွင်လည်းပြေးခဲ့ရလိမ့်မည်။ရှင်တော်ရဲတွင်လည်းသွားခဲ့ရလိမ့်မည်။ဘယ်အခါမှညင်းညူခြင်းမရှိ စိတ်ပါလက်ပါအားကျိုးမှန်တက်ယုံရှာပေသည်ရှွန့်ထူထက်သောကြောင့်မယုံနိုင်ဟု၍ညင်းဆန်ခြင်းမရှိစူးစားယုံရှာတော်၏ဗန်နူးလဂုံခန်းကပုံကံမာသောကြောင့်မောင်လူအေးတခါမျလမ်းစင်းလျှောက်ရသည်မရှိဒူရဂါကားများမတော်သည့်နေရာများကိုဗန်နူးလသွားခဲ့လှလိပြီး မမာမကျန်းသောကြောင့်ဘန်နူးလာတခါမျခွင်ယူခဲ့ဘူးတည်းမရှိ နေစဉ်မပြတ်အမှုထမ်းခဲ့၏သို့သောအသက်ကတော်တော်ကြီးလာပြီဖြစ်သည်ကတကြောင်နေပူမရှောင်မိုးရွာမရှောင်တဲလန်းလှဲလန်းမရွေးရှွန်ထူတက်သော နေရာများတွင်လည်းပြေးခဲ့ရသောကြောင့်ဘန်နူးလာကြီးမှာငယ်ရုပ်မပေါ်တော်တော်ပင်အယုတ်ဆိုးလျက်နေလိမ့်ပြီအယူအစင်များမှာလည်းအချို့နေရာတွင် ချို့ယွင်းနေလိမ့်ပြီ အယောင်အဝါမှာလဲရှေးကကဲ့သို့ မတောက်ပါတော့ဘီအလုတ်သက်6နှစ်ခန့်ရှိခဲ့သောဘန်နူးလာမှာမနစ်တနေ့ကမှ ပေါက်ပွားလာကြသောရဲဘော်ဂလုံပြန်စတန်ရွှေတောင်းညိုတို့နှင့်အဘဲလင်းတူနိုင်မာအန်နီသူတို့ကဲ့သို့အဘဲမာလင်လှပတင့်တဲရှုကျင်ပွဲရှိအန်နီသို့သောမြည်တို့ပင်အယုတ်ဆိုးစီကမြည်တို့ပင် ဟောင်းစီက မောင်လူအေးသည့် ဘန်နူးလာအားထုတ်ပြန်ရန်မြည်သည့်အခါမျှမကြံစီမိကြင်ခင်တန်းမြင့်ကမူကားရဲဘော်စရန်ဂလုံးပြန်တို့ကိုမြင်လင်ဘန်နူးလာအားဆက်ဆုပ်ဆပြူလာ၏ဘန်နူးလာအားကားဟောင်းကြီးကားဆုပ်ကြီး ကားညစ်ကြီးဟု၍ခေါ်ဆိုစပြူလာ၏ဘန်နူးလာကိုစီးရမှာခက်ရက်ရက်ဖြစ်၍လာ၏ရဲဘော်စရန်တို့ကိုမြင်လေဘန်နူးလာကို ချင်လေပင် ဘန်နူလခမားကမျက်နာငဲစွာနှင့်သာလင်အမှုတော်ကိုထမ်းရရှာပေ၏ဘန်နူလကိုထုတ်ပြီးလျင်ရဲဘော်ဂလုံးပြန်တို့ကဲ့သို့သော ကားအစ်စ်တက်ချွတ်ကလေးများကိုဝယ်လိုသောစန္နပြင်းပြစွာခင်တန်းမြင့်စိတ်ထဲတွင် ပေါ်ပေါက်နေ၏ရဲဘော်စတဲ့ ဂလုံးပြန်ရွှေတောင်းညူအရှင်ဖြစ်ကြကုန်သောကွန်စုတို့လူတိုက်ကလည်းဗန်နူးလာကို ထုတ်ပြီးလင်ကားတစ်ကလေးကိုဝယ်ရန်ခင်တန်းမြင်အားမြောက်ပေးကြပင်ပေးကြကုန်၏သို့သော မောင်လူအေးကမတုံမလှုပ်နေသောကြောင့်ခင်တန်းမြင်မှာ အခက်ကြုံနေ၏မောင်လူအေးသည်ဗန်နူးလာအားမြည်သည့်နီးနှင်းမျှမစွန့်နိုင်ဗန်နူးလာအပေါ်တွင် အပြစ်ရှာ၍မရဗန်နူးလာ၌ အယုတ်ဆိုးသောအပြစ်အပြင်အခြားအပြစ်ဘာတကွက်မျှမရှိကြီးမိမိဤတပည့်ကျော်အားမောင်လူအေးသည်အဘယ်မှာလင်စွန့်ရက်ပါအံ့ဤဘန်နုလာသည်မိမိနှင့် စင်ရဲ့အတူ ချမ်းသာမကွဲ အမဲမပြက်လိုက်ခဲ့ပြီဘန်နုလာအတွက်ခင်တန်းမြင့်နှင့် မောင်လူအေးတို့သည် မကြာခဏတကြက်ကြက်ဖြစ်ကြရလေသည် ခင်တန်းမြင့်ကဗန်နူလာ၏အပြစ်များကို ထုတ်ဖော်ပြောလင်မောင်လူအေးကဗန်နူလာဘက်မှ ရှည်နေလိုက်ခါဗန်နူလာ၏အကျိုးများကို ထုတ်ဖော်ပြောဆိုလေသည်ဤအကြောင်းကိုမော်တော်ကားပွဲစားတွင်အဘယ်သို့ကြားသွားသည်မသိမောင်လူအေးအားဝိုင်း၍ဖန်ရန်ကြံကြလေတော့၏မောင်လူအေးဤအိမ်သို့ မော်တော်ကားအစ်စ်ကလေးတွေတနေ့လင်း၃-၄စီကံရောက်လီပြီး ကောင်းလိုက်တဲ့ကားတစ်ကလေးတွေပြောစရာမရှိလှကလှပါပြီးတဲ့နဲ့ခေတမ်းမြင်မှာဤကားတစ်ကလေးတွေကိုမြင်လေဘန်နူးလာကို မျက်မုံးကျိုးလီဖြစ်နေတော့၏မော်တော်ကားတစ်ကလေးများအိမ်ဝင်းအတွင်းသို့ဝင်လာသည်ကိုမြင်လေဘန်နူးလာမှာကြောချမ်းကဖျားတရားကိုသာတမိရှာ၏ယနေ့ပြေးရမလားနှက်ဖြန်ပြေးရမလားဟု၍တထိတ်ထိတ်နှစ်သာ နေရရှာလီပြီမောင်လူအေးကမူကမြည်သည့်နီးနှင်းမျှ ဘန်နူးလာကိုမထုတ်ဟု၍ဆုံးဖြတ်ထား၏မော်တော်ကားပွဲစားတို့မှာအသက်အာမခံပွဲစားတို့ကဲ့သို့ပင် စကားအပျော်ကောင်းသူများဖြစ်ကြလေသည်စကားပျော်ကောင်းယုံမျှမကသည်ဒူရကာကို အတင်းနှက်ပြီးတင်းသော လူစားဖြစ်လေသည် မလိုခြင်းမူဆိုလဲမရလိုခြင်းရမည်ဟုဆို၏ပတ်စံမရှိပါဘူးဆိုလဲမရပေးခြင်းသည့်အခါမှ ပေးပါဟုဆိုကြလေသည် ရှိပီးသားကားနှင့်ပင်နေပရစေဟုတောင်းပန်၍လည်းမရရှိပီးသားကားမှာအတုံးမကြဟု၍ဆိုကြလေသည်မြည်သည့်နီးနှင့်မြရှောင်းတင်း၍မရအောင်အတင်းသားလည်းဖမ်းကြလေတော့၏မော်တော်ကားပွဲစားတွေကလည်းပြေးမလို့အောင်အတင်းဖမ်းခင်တန်းမြင်ကလည်းအတင်းတိုက်တွန်းသောကြောင့်မောင်လူအေးမှာယူးမြီတိလျက်နှင့်မိုးခါရီကိုတောက်ရတော့မလိုလိုဖြစ်နေလေပြီမိုးခါရီကိုတောက်ရစီကမူ ဗန်နူးလာနှစ်ကမြည်သည့်နီးနှင်းမျှမခွဲနိုင် မောင်လူအေးအကြံအိုက်လျက်နေလိမ့်ပြီထို့သောရက်ပေါင်းအတော်ကြာလျင်အကြံကောင်းတစ်ခုသည်ကံအားလျော်စွာ မောင်လူအေး၏စိတ်အတွင်းသို့ထိုးထွင်း၍ဝင်လာ၏ထိုအကြံကအခြားမဟုတ်ငါတို့သားရွှေအိုးထမ်းလာတာမြင်ခြင်းနဲ့ဟူသောဒုက္ကူလနှင့်ပါရိကတို့၏အကြံမျိုးဖြစ်လေသည် ခင်တမ်းမြင့်ပူဇာခြင်းမှလည်း ကင်းရလေအောင်ဘန်နူးလာနှင့်လဲမကွဲမကွာဖြစ်ရလေအောင်အင်္ဂလိပ်ဆရာဝန်တယောက်ထံမှကားခက်ကောင်းကောင်းတစီကို အဖိုးခက်ချိုချိုနှင့်ဝယ်လိုက်လေတည်းမော်တော်ကားပွဲစားတို့ကအံအားတင်၍တွားကြကုန်၏ထို့သော မောင်လူအေအားအပူလာ၍မကက်ကြတော့ပြီ မော်တော်ကားပွဲစားတွေက အတော်ဒုက္ခအပေးသားကလာကြူခေတမ်းမြင်ကလည်းအရင်ကကဲ့သို့မော်တော်ကားအစ်စ်ဝယ်ရန်မပူစားတော့ပြီ မောင်လူအေးနဲ့ဘန်နူးလာတို့ကပျော်၍မဆုံးပါး၍မဆုံးတပြုံပြုံတည်းအလုံးမဲကျင်းနဲ့နှစ်တန်နိုင်ကြပါသည်ရှင်မိတ်ဆွေတို့ရေစိတ်ချမ်းသာခြင်းကိုယ်ဤချမ်းသာခြင်းပေါင်းနဲ့နှလုံးတော်ရတဲ့ပြည့်စုံကြပါ